အလုံးပဲမင်္ဂလာပါဒီနေ့ April 17ရက်နေ့မှာတော့ကမအလာမှာဆိုလို့ရှိရင်တရခိုင်ရေနော်အဲ့ဒီမှာတကက်တမစေခုရှိတယ်နော်စေခုကိုနေပြီးတော့ဒီနေ့အချင်းချုပ်နေလဲကျွန်တော်ပြောချင်တယ်ဆိုတော့အဲ့ဒီစေခုတိမှာရှစ်ခုကကျွန်တော်တို့ online ရအဖွဲ့တွေနဲ့အလူးအလင်းနော်အလူးလက်ခံရတယ်နော်ခံရတယ်ဆိုတော့အခုတမမူအခုပြောနေတဲ့ဟာကတမမူတွေနော်တမမူတွေအကြောင်းကျွန်တော်တို့ပြောတာဖြစ်တယ်ဆိုတော့အဲ့ဒီတမမူမှာကျွန်တော်တို့တမ9 9ဆိုတော့89ပေါ့နော်89ကတော့ကျွန်တော်တို့အခုကသား ကတာမှာဆိုလို့ရှိရင်တော့ unfair ဦးเนาะ unfair ဝါဆိုလို့ရှိရင်ကျွန်တော်တို့ဖန်ခံရတယ်เนาะဖန်ခံရတယ်အဲ့ဒီကတာမှာတော်လိုင်းရဖွဲ့တွေကဖန်စီလိုက်တယ်เนาะအဲ့ဒီစေခုမှာကျွန်တော်တို့တကက်တိုက်ရခိုက်ရတကက်အကြမ်းစားအကြမ်းစားစေခုရှိတယ်เนาะစေခုမှာခု89ခုနဲ့ရတော့ကျွန်တော်တို့တာမှာကိုဖန်ခံရတယ်88เนาะ89ခုနဲ့ပြလို့ရှိရင်เนาะ88 ရှင်းစနစ်ရှင်းရတာကျွန်တော်တို့ကချင်ဖက်မှာเนาะကချင်ဖက်မှာအဲ့ဒီမှာဆိုလို့ချင်း main to u main to u ဆိုတဲ့ကအဲ့ဒီဘုံမောက်တိုက်ပွဲမှာနော်ဘုံမောက်တိုက်ပွဲမှာအဲ့ဒီမှာဆုံးသွားတယ်เนาะဆုံးသွားတယ်ဆိုတော့နောက်တစ်ခုကဘာလဲဆိုလို့ချင်း set 1เนาะ set 1ကကျွန်တော်တို့ဒီတမဘုံမူကြီးเนาะမင်းမင်းထွန်းမင်းမင်းထွန်းကလည်းကျွန်တော်တို့ဒီရခိုင်မှာနော်ရခိုင်မှာနေပြီးတော့အဲ့ဒီမှာသေးတယ်နော်ရခိုင်မှာသေးတယ်20နှစ်เนาะတမ20နှစ်နေ့ကတော့ဘုံမူကြီးအောင်နေမျိုးဆိုတဲ့လူကလည်းအဲ့ဒီရခိုင်ပြည်မှာသေးသွားတယ်တော့အဲ့ဒီပြတော့ရခိုင်မှာတမမှုနှစ်ယောက် သေးတယ်33 33ကြတော့ကျွန်တော်တို့ဒီဘုံမုံချုပ်တော်ဆမ်းမြင့်အေးယူခံရတယ်နော်သူကတော့အတော့မကြလို့အေးယူခံရတယ်နောက်တစ်ခုက44 44ကြတော့ဘုံမုံချုပ်အခုပြောတဲ့လူတွေကအကုန်လုံးကဘုံမုံချုပ်တွေကြီးပဲနော်အဲ့ဒါဘုံမုံချုပ်တွေကအင်းမင်းနောင်အင်းမင်းနောင်ကတော့ခရင်ပြည်မှာအခုနောက်ကလေးရင်ပြင်းနဲ့ဒီဟယ်လီကော်ပတာနဲ့သွားတဲ့ခါကျတော့ဒီခရင်ကနေပြီးတော့ပြစ်ချလိုက်တယ်ဒီမှာမာလခီယာဖြစ်သွားတယ်နော်ဖြစ်သွားတယ်ဆိုတော့အဲ့ဒီမှာသေပြန်ရောသေပြန်ရောနောက်တစ်ခုကတက်မှတ်55အဲ့ဒီမှာလည်းဘုံမုံချုပ် အဲဇော်မျိုးဝင်းဆိုတဲ့လူကနေပြီးတော့ဒီရှမ်းမြောက်မှာဖန်ခံရတယ်နော်ဖန်ခံရတယ်အဲ့ဒါကတော်လိုင်းရဲ့ဖွေတွေကနေပြီးတော့ EO တွေကဖမ်းလိုက်တာဖမ်းလိုက်တယ်ဆိုတဲ့ခါကျတော့အဲ့ဒီမှာဖမ်းခံထားပဲရောနောက်တစ်ခုက66နော်66ကလည်းကျွန်တော်တို့ဒီဘုံမှုချုပ်ဝင်းသူလင်းကလည်းကျွန်တော်တို့အငင်းစားကိုပေးလိုက်တယ်ဒါမင်းဘာမှအတော့မကြဘူးဆိုရင်မှသူကအငင်းစားပေးလိုက်တယ်နော်ဆိုတော့အဲ့ဒီမှာဖမ်းခံရတာနဲ့နော်ဖေးတာနဲ့အဲ့ဒီမှာဖြုတ်ချခံရတာနဲ့တက်မဆေခုမှနော်တကယ့်တိုက်ရိုက်ခိုက်ရဲ့ဆေခုမှ လွတ်တာဆိုလို့နှစ်ခုပဲလွတ်တယ်အဲ့ဒါကတာမ33ရဲ့တာမ66ရဲ့เนาะအဲ့ဒီတာမမုံနှစ်ယောက်ကတော့လွတ်နေသေးတယ်အခုလွတ်အခုလွတ်လို့ဆေးပေါ့နော်ကြံတဲ့6ခုကတော့ကျွန်တော်တို့လုံးဝစုပြတ်တက်တော့ရင်ဟိတ်တရခိုင်ရဲ့အမာခံပေါ့နော်တကယ်အမာခံပဲเนาะတကယ်လူဆိုးခိုင်းရယ်လားအခုခုဆိုလို့ရှိရင်တော့သူတို့ကပဲလွတ်တယ်เนาะတရခိုင်ရဲ့မှာကွန်မန်ဒိုတတ်မှတ်ရတာတရခိုင်ရဲ့ဆိုတော့အဲ့ဒီမှာတကယ်အနစ်ချုပ်နေတဲ့ကျွန်တော်တို့ဒီနေ့တတိမီဒီယာတွေမှာဖော်ပြထားတာကိုတွေ့ရမှာဖြစ်တယ်စိတ်ဝင်စားစရာကောင်းတယ်ဆိုတော့ ဒီမှာအလားမှာလုံးဝလွတ်လွတ်ကျွတ်ကျွတ်ရှိတဲ့ဟာတမန်တစ်ခုပဲရှိတော့တယ်အဲ့ဒါကတမန်33ရဲ့တမန်66ရဲ့ဆိုတော့အဲ့ဒီနှစ်ခုကလည်းမကြာခင်နော်ဒီတော်လိုင်းရဲ့တပ်ဖွဲ့တွေရဲ့နော်တိုက်ခိုက်မှုကိုလူလိခံရမယ်ဆိုတော့ဒီခြောက်ပေါက်ကျွန်တော်တို့ပြောနိုင်တယ်ဘာဖြစ်လို့ဆိုတော့တော်လိုင်းရဲ့လုံးဝမရဘူးတရက်ထက်တရက်တရက်ထက်တရက်တိုးတာပဲရှိတယ်နော်လုံးဝဆုတ်တာမရှိသေးဘူးနော်လင်းနေရှိပြီလုံးဝဆုတ်မရှိဘူးကျွန်တော်တို့အတက်ပဲရှိတယ်မကြာခင်သေးပဲကျွန်တော်တို့ခုနကညောင်ချိုးမြူဟာစခန်းကိုတင်လို့ရတယ်ဒီမိင္ကလေး အတွင်းမှာပဲเนาะဒီဖက်မှာဆိုလို့ရှိရင် flan တင်လို့ရတယ်ဆိုလို့ရှိရင် indoor တင်လို့ရတယ်အခုလည်းဆက်ပြီးတော့တင်ဖို့เนาะအချိန်နဲ့အကောင်းတွေအများကြီးရှိနေတဲ့မြို့တွေအများကြီးရှိသေးတယ်เนาะဆိုတော့မြို့ပေါင်း60ကျော်ကိုတင်ပိုက်ရရှိထားတဲ့အရာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုပြီးတော့နှင်းပြီးတော့ပါဆိုလို့ရှိရင်ဒီမင်္ဂလာလှုပ်တဲ့ခါကျတော့တော်တော်ကိုထိခိုက်ပျက်စီးမှုရှိတယ်အဆောက်အဦပေါင်းလေအစိုးရဝန်ထမ်းအဆောက်အဦပေါင်းထောင်ကျော်မှာဆိုလို့ရှိရင်ခုမှ အကောင့်မရှိဘူးအကောင့်ပဂတိပါတလုံးမှမရှိဘူးအပြီးတော့ဝန်ထမ်းအင်အား800ကျော်မှဘယ်တစ်ခုမှအကောင့်မရှိဘူးဆိုတော့အဲ့ဒီဟာကိုနေပြီးတော့ပြန်လည်ပြီးတော့ပြုပြင်မုံမှန်ဖို့အတွက်ကကျွန်တော်တို့ဆက်ကဆက်ကချက်ချင်းလှူခံလိုက်တယ်နော်အရင်ကဒီအနာရှင်တွေမလုတ်တဲ့အလုပ်တစ်ခုကိုသူလုပ်တယ်အရင်တော့ဆိုလို့ရှိရင်တော့ကျွန်တော်တို့လုံးဝပြေပကအကူအညီလုံးဝမတောင်းဘူးနော်ဝန်ခွင့်လုံးဝမပေးဘူးနော်လာတာပစ္စည်းပစ္စည်းရတယ်နာကိတော့ဘာလို့ဆိုလို့ရှိရင်တော့ဟိုမှာနော်ကုညီရဲ့ အာဒီတေမောတွေအများကြီးရောက်လာပြီးလုံးဝဝင်ခွင့်မပေးဘူးအဲ့လိုမျိုးလုပ်တယ်နော်ဆိုတော့မအားလာကြတော့အဲ့လိုမျိုးမဟုတ်ဘူးနော်မအားလာတော့ထူးထူးခြားခြားအဲ့ဒီမှာနိုင်ငံတကာကိုချက်ချင်းဖိတ်ခေါ်လိုက်တယ်နော်အကူအညီတွေတော်တော်ကိုဝင်လာတယ်ဘာဖြစ်လို့ဒီလိုလုပ်လဲဆိုတော့နေပြည်တော်တော်တော်ထိတယ်နော်နေပြည်တော်တော်တော်ထိတယ်ဆိုတော့ကိုနိုင်ငံတကာကနေပြီးတော့အလှူတွေဝင်လာတယ်ဝင်လာတဲ့ခါကျတော့သူ့စီမှာပဲခလုံးနော်ဒီဖက်ကအရင်ဒီဖက်မှာတော့မစင်းစားနဲ့ဘာမှမ အော်သူ့ရဲ့ဒီဖက်မှာဒီဒေါ်လာရဲ့ထင်းချုပ်ထားတဲ့နေမြေတွေမှာလုံးဝမရောက်ဒီမာလာကအကုန်လုံးထင်းချုပ်ထားတယ်ဆိုတော့အဲ့ဒီအလုံငွေတွေအားလုံးကနေပြတော့မှာပဲသွားမှာပဲကျွန်တော်ခဏခဏပြောတယ်နော်ဆိုတော့ဒီနေ့ကတော့တက်စီတစ်ခုအနေနဲ့ကျွန်တော်တို့ထွက်လာတယ်အဲ့ဒါကပါလဲဆိုလို့ရှိရင်တော့အဲ့ဒီနေပြီးတော့ယုံချုံတို့ဆောက်အုံးတွေအကုန်လုံးကိုနေပြီးတော့ပြန်လဲပြုတ်ပြင်းမှုမှာပို့အတွက်ကဘသူကတောင်းဝယ်ယူရလဲဆိုလို့ရှိရင်တော့သူ့ရဲ့သားအပြစ်ဆုံးရဲ့ဆောက်လို့ရဲ့ company ကနေပြီးတော့လုတ်ခွင့်ရတယ်ရမှာပေါ့နော်ဟုတ်နိုင်ငံတကာကအကုန်ကြီးအားလုံးကိုနော်သူ့သားပဲအကုန်လုံးရမှာပဲလေနော်အဲ့ဒီသူ့လက်ထက်မှာပဲ ်ရှိတယ်သူ့အဖေကနေပြီးတော့သူ့သားကိုပေးလိုက်တယ်ဒါပဲเนาะရှင်းနေတာပဲဆိုတော့เนาะအဲ့ဒါကကြိုပြီးတော့မြင်ထားတယ်တကယ်ဖြစ်ရမယ်လို့ကျွန်တော်တို့ဖြစ်လာတယ်ဆိုတော့เนาะတခြားနေရာတွေကတော့အသေးအခွေလေးပဲရောက်သွားလိမ့်မယ်เนาะအဲ့ဒီမှာတအင်းကိုစေသိမ့်လို့တော့ကျွန်တော်တို့ပြောတန်ကြားတယ်မာလာထောက်ပံ့တယ်ဆိုတော့အဲ့ဒီကလည်းအရောက်စီးရမှာမဟုတ်ပါဘူးเนาะအဲ့ဒီမှာသူ့စီမှာအခုနေပြီးတော့ဘာပဲအကုန်လုံးသူပြက်စီးတဲ့အင်းကိုအကုန်လုံးဆောက်ဖို့ကနိုင်ငံတကာကဝါဝဲကူညီပေးတယ်ဆိုတဲ့သဘောတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့သူ့ရဲ့သားကိုနေပြီးတော့ lesson ကားလိုက်တယ်နိုင်ငံတကာကဒီအလုံးဝေးကိုသူမြောက်ကိုသူလက်ထံမှာရောက်တယ် နေပြီးတော့သူသားကိုပေးလိုက်တယ်။ရမင်းဆောက်ဆောက်ခါကိုရော့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 အဲစသဖြင့်ပေါ့နော်။တဘောမှာ1000တန်ဆိုလို့ရှိရင်1000ပေးတယ်ပေါ့အလှူငွေနဲ့ ဆိုတော့လူငွေဆိုတော့သူပက်ဆံမမဟုတ်တာเนาะဆိုတော့အဲ့လိုမျိုးပုံစံမျိုးကျွန်တော်တို့ဒီနေ့အတင်းဒီမှာတက်လာပြီเนาะတက်လာပြီကျွန်တော်ခမ်းမတ်တယ်အခုပြန်တက်လာတယ်ဆိုတော့မန်နေလို့ကျွန်တော်တို့ပြောလို့ရတယ်နောက်တစ်ခုကကျွန်တော်တို့ဒီချင်းညီနောင်ကဒီချင်းပြည်နေမှာခုနက၃မျိုးပဲကျန်တော့တယ်เนาะ၉မျိုးရှိတယ်เนาะချင်းပြည်နေမှာ၉မျိုးရှိတယ်၉မျိုးမှာကျွန်တော်တို့ကအခုမတိုက်တဲ့တိုက်လို့မရသေးတဲ့ဟာကဟာခရဲ့တီတင်ရဲ့ထန်တလန်ရဲ့เนาะဒီ၃ခုပဲကျန်တော့တယ်ထန်တလန်ကတော့ပြန်ကျနေပါပြီเนาะထန်တလန်မျိုး၃မျိုးကျန်တယ်တီတင်မျိုး၃မျိုးကျန်တယ်ဟာခမျိုး၃မျိုးကျန်တယ်ဆိုတော့တီတင်ကလည်း တဝက်တပြက်နော်အဲ့ဒီမှာအကုန်လုံးထိန်းချုပ်ထားပြီးပြီထန်တနာနဲ့အခုလုံးဝမတိုက်ပဲနဲ့ရှိတာကဟခနော်ဟခကတကယ်မျိုးတော့နော်မျိုးတော့ဆိုတော့အခုညီနောင်သုံးခွဲကဒီဖလန်ကိုတိုက်ပြီးတဲ့နောက်ပိုင်းမှာနော်တိုက်ပြီးတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်အခုထပ်ပြီးတော့ကျွန်တော်တို့တီတီကိုတိုက်မယ်ဆိုပြီးတော့ဒီနေ့ကျင်ညာပြီနော်ဆိုတော့ကျွန်တော်တို့ချင်းပြင်းတွေကိုကြည့်လို့ရှိရင်၃မျိုးပဲကျန်တော့တယ်ရခိုင်ပြင်းတွေမှာလည်း၃မျိုးပဲကျန်တော့တယ်ဆိုတော့သုံးကနားကတော့ဒေါက်ထစ်စားနေတယ်နော်ချင်းပြင်းတွေမှာဆိုလို့ရှိရင်ဟခတီတီထန်တလန်ကျွန်တော်တို့ရခိုင်ပြင်းတွေမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကြောက်ဖြူမန်အောင်စစ်တွေဒီ၃ခုပဲကျန်တော့တယ်နော် ယဒီအဒီပြတော့ဒီချင်းချင်းတော့တိုက်တာကလည်းကျွန်တော်တို့ AA ကတကယ်တမ်းပထမဆုံးဦးစီးပြီးတိုက်တာဖြစ်တယ်ဆိုတော့အခုကတော့ AA ရဲ့တင်းကနည်းနည်းမိန်တော့တာတွေ့ရတယ်เนาะဘာဖြစ်ဆိုတော့ချင်းချင်းဖက်ကတော်လိုင်းရဲ့ဖွဲ့တွေကတော်တော်ကိုเนาะဒီ AA ပါဝင်ပတ်သက်မှုတွေကိုသူတို့မကြိုက်တာတွေတော်တော်ကြီးကြီးလောက်လောက်အရင်တော့ track ခဲ့ဖို့တယ်เนาะထွက်ခဲ့ဖို့တယ်ဘာဖြစ်ပြောပြောเนาะပထမဆုံးဆရာတော့သူပဲเนาะတကယ်ဦးစီးပြီးတော့သူလောက်တာဆိုတော့အဒီပြတော့အဲ့ဒီမှာကျွန်တော်တို့ဒီ chip ပြင်တွေမှာ၃မျိုးပဲကျန်တော့တယ် ရခိုင်ပြည်နယ်မှာသုံးမျိုးပဲကျန်တော့တယ်အဲ့အဲ့လိုမျိုးကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကတရုတ်တရုတ်ကနေပြီးတော့မြန်မာနိုင်ငံမှာလာပြီးတော့တော်တော်ကိုအကူအညီမစားတဲ့ပထမကဒေါ်လာသန်း7သန်းထိတ်ကူညီတယ်ပြီးလို့ရှိရင်တော့အခုထပ်ပြီးတော့နောက်တစ်ချိန်138တန်းကိုထပ်လှူမယ်ဆိုပြီးတော့ကျွန်တော်တို့ဒီနေ့သတင်းမီဒီယာမှာတက်လာတယ်အဲ့ဒါကပြန်လည်ထူထောင်ဖို့လေနော်ယောဂကာကွယ်ရေးစသဖြင့်ဒီယောဂတွေရေဆေးရုံမှာအသုံးဆောင်ပစ္စည်းတွေစသဖြင့်အားလုံးကိုကူညီထောက်ပံ့ဖို့အတွက် အဲ့ဒီမှာဒုသချက်စန္ဒမောထောက်ထားအနေနဲ့အခုရန်ကုန်เนาะတရုတ်တန်ရုံကနေပြီးတော့ထုတ်ပြန်လိုက်တဲ့ဆိုတဲ့တတိယမျိုးဖြစ်တယ်။ဆိုတော့ထပ်ပြီးတော့ကျွန်တော်တို့138တန်းကူညီမယ်เนาะကူညီမှာပေါ့သူရစရာတွေအများရှိတယ်။သူ့ရဲ့ company တွေအခုနောက်ကသူ့ရဲ့အစိုးရတွေသူ့ရဲ့လက်နက်ကိန်းတွေအကုန်လုံးမြန်မာနိုင်ငံမှာထည့်လိုက်ပြီဆိုတော့အဲ့ဒီပြီးတော့သူ့နိုင်ငံဖြစ်သွားပြီเนาะသူ့နိုင်ငံဖြစ်သွားပြီအခုကြောက်ဖြူလို့ပါလို့ဆိုရင်တော့အခုသူ့ရဲ့လက်နက်ကိန်းတွေအကုန်လုံးထည့်လိုက်ပြီဆိုတော့မအလာကခွင့်ပြုတယ်ဆိုတော့သူ့နိုင်ငံပဲလေเนาะအဲ့ဒီမှာကျွန်တော် invade လုပ်ပြီးသားပဲကျွန်တော်တို့ကျူးချော်ပြီးတော့တင်ပိုက်တယ်လို့နာမည်တော့ ်အခုမထွက်တာကလွဲလို့အခုမြန်မာနိုင်ငံဟာဆိုလို့ချင်ကောလုံးတရုတ်လက်ထက်ရောက်သွားပြီနော်တရုတ်လက်ထက်ရောက်သွားပြီဆိုတော့သူ့နိုင်ငံဆိုတော့လည်းသူနည်းနည်းလေးကူညီလာပေါ့တခြားနိုင်ငံထက်နော်အဲ့လိုမျိုးတွေ့ရတယ်အမေရိကန်ကတော့ကျွန်တော်တို့ပထမတော့ဒေါ်လာ1သန်းနောက်တစ်ခုကတော့9သန်းဆိုတော့9သန်းကူညီနေဆိုတော့လည်းဒီအာဂျင်နိုင်ငံထဲမှာဆိုလို့ရှိရင်တော့ဒီအမေရိကဆိုလို့ရှိရင်အနည်းဆုံးပေါ့နော်အနည်းဆုံးနိုင်ငံဒီကုနေနဲ့ကျွန်တော်တို့တွေ့ရတယ်။နောက်တစ်ခုကဒီချင်ပင်နယ်နမ်မော်မျိုးနီမှာဆိုလို့ရှိရင်စကတ်ဆတ်နဲ့ဒီရှမ်းနီနဲ့ပေါင်းတယ်။ပေါင်းပြီးတော့သူတို့ထိုးစစ်ဆင်တယ်ဒီဖက်က ဝင်ပြီးတော့တိုက်တယ်တိုက်တဲ့ခါကျတော့အဲ့ဒီဖက်ကစက္ကဆတ်တဲ့ရှမ်းနီအဖွဲက9ယောက်ကြာဆုံးသွားတယ်9ယောက်သေဆုံးသွားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ် နောက်တစ်ခုကမာအလာကိုအရေးယူမယ်နော်အရေးယူမယ်ဆိုတာကအဲ့ဒါကပါလေဆိုလို့ရှိရင်နော်ကျွန်တော်တို့ IIMM လို့ခေါ်တဲ့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးအဖွဲ့နော်အဲ့ဒါကအချက်လက်တွေကိုစုဆောင်တယ်စုဆောင်ပြီးမှကျွန်တော်တို့ဒီ ICC တို့အဲ့ဒီနေရာတွေမှာသွားပြီးတော့တရားစွဲတယ်နော်အချက်အလက်တွေပူးပေါင်းပေးတယ် IIMM ဆိုတဲ့အဖွဲ့ကနော်ဆိုတော့သူတို့အခုဒီဆက်ကဆက်ကတကယ့်မိင္လင်းတွေလုတ်တဲ့အချိန်မှာလူတွေပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာလုံးဝ အမရဲ့ဆေးပင်နဲ့ဘုံတွေကိုလိုက်ကျဲတဲ့အတွက်ကြောင့်သူတို့ကိုအရေးယူနိုင်ဖို့အချက်အလက်တွေကိုနော်အကုန်လုံးစုဆောင်းပြီးတော့အရေးယူဖို့အတွက်စ조사မယ်ဆိုပြီးတော့ဒီနေ့ထုတ်ပြန်တယ်ပြီးလို့ရှိရင်တော့ဒီကုလသမဂ္ဂရဲ့လူအခွင့်ရေးအထုကိုဆိုရင်နော်ဒေါန်အန်ဒရူးကလည်းသူပြောတယ်ကုလသမဂ္ဂဟာဆိုလို့ရှိရင်တော့ကျွန်တော်တို့မြန်မာနိုင်ငံမှာဂျားဝင်ပြီးတော့ ပြန်ပြေဖို့လိုနေပြီဆိုတဲ့ဟာကိုအဲဒီမှာကုလသမဂ္ဂမှာတင်သွင်းနေဆိုတဲ့ဟာကိုကျွန်တော်တို့ဒီနေ့တတိမီဒီယာမှာတွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့ flan flan မျိုးသိမ်းတိုက်ပွဲဟာဆိုလို့ရှိရင်တော့နော်အောင်မြင်စွာပြီးဆုံးသွားတယ်ဆိုတော့ကျွန်တော်တို့ဒီချင်းပြင်းနေမှာဆိုလို့ရှိရင်တော့ flan ဟာဆိုလို့ရှိရင်ဒုတိယမျိုးတော်ဖြစ်တယ်အဲ့ဒီမျိုးကနေပြီးတော့ဒီနိုင်ရပူပေါင်းအဖွဲ့တွေတော်တော်များများပါတယ်အဲ့ဒါက96 soldier ဆိုတဲ့အဖွဲ့ကသူတို့လည်းပါဝင်တယ်နော်အဲ့ဒီမှာ video file ကိုကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့သူတို့အဖွဲ့ကလည်း10ယောက်ကြာတယ်နော် NLA လို့ခေါ်တဲ့เนาะအမျိုးသားလွတ်မြောက်ရေးတပ်တော်เนาะတပ်တော်ကလည်းအဲ့ဒီမှာ၃ရောက်သေးတယ်ကိုဦးတန်ရရတယ်နောက်တစ်ခုကเนาะ MBT လို့ခေါ်တဲ့ Black Tiger ဲ့ဒီအဖွဲ့ကလည်း9ဦးကြားဆုံးပြီးတော့3ဦးတန်ရာရရှိတယ် CP လို့ခေါ်တဲ့ဒီချင်းမြင်အောင်ချင်းဘရဒါအဖွဲ့ကလည်းအယောက်ပေါင်း20เนาะအယောက်ပေါင်း20ကျတယ်ဆိုတော့တော်တော်ကိုကြားဆုံးလို့ရှိတယ်เนาะတော်တော်ကြားဆုံးလို့ရှိတယ်အဲ့ဒီ flan type ဖွဲ့ကဒါပေမဲ့အောင်မြင်စွာပြေဆုံးသွားတယ်ဆိုတဲ့ဟာကတော့ကျွန်တော်တို့ဒီနေ့တင်မီဒီယာတွေမှာဖော်ပြထားတာကိုတွေ့ရတယ်ဆိုတော့ဒီနေရာမှာပြန်ပြီးတော့ကြည့်တဲ့ခါကျတော့ဒီဖက်ကဒီ PDF တွေเนาะပမာ PDF တွေလို့ခေါ်လို့ရတယ်ကျွန်တော်တို့96 soldier တို့ဘာလို့ဆိုတာပါဝင်ပြီးတော့တိုက်ခိုက်တာကိုလည်းကျွန်တော်တို့တွေ့ရတယ်ဆိုတော့တော်တော်များများ black tiger တို့ဘာလို့လဲအဲ့ဒီမှာသွားပြီးတော့တိုက်တာကိုလည်းတွေ့ရ တယ်ဆိုတော့အစ်ပေကတော့ဒီဖျားတော်လိုင်းရဲ့အဖွဲ့တွေလေးတော်တော်များများပေါင်းပြီးတော့တိုက်ခိုက်ပေးတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်။နောက်တစ်ခုကရှမ်းပြည်နယ်နော်ယွာငံမှာဆိုလို့ရှိရင်တော့ဒီအောင်ပန်းနော်အောင်ပန်းလိုင်းဘက်မှာဆိုလို့ရှိရင်တော့အင်စီကနဲ့ပြီးတော့ဆရာကြီးအဲ့ဒီမှာဘိုးကြီးမျိုးစော်တန်းဆိုတဲ့လူကအင်စီကနဲ့ပြန်လာတယ်။ပြန်လာတဲ့ခါကျတော့ဒီဖက်ကလူတွေကသတင်းရတယ်သတင်းရပြီးတော့ဂျာမန်နေပြီးတော့ဝင်ပြီးတော့တိုက်တယ်။နော်အဲ့ဒီဗီဒီယို file ကျွန်တော်တို့တွေ့လိမ့်မယ်နော်ကျွန်တော်အဲ့ဒီဗီဒီယို file ကျွန်တော်ရဲ့ day channel မှာကျွန်တော်တင်ထားပေးမယ်။ဆိုတော့သူကတော့အဲ့ဒီမှာကားပေါ်မှာပဲတည်ဆုံသွားတယ်ကားတော့အဖြူပေါ့နော်ကားအဖြူနဲ့နေပြီးတော့သူစီးလာတယ်။ စီလာတဲ့ခါကျတော့ဒီကနေပြီးတော့ချိုးပြီးတော့ပြစ်တက်လိုက်တယ်နော်ပြစ်တက်လိုက်တဲ့ခါကျတော့အဲ့ဒီမှာသူ့မှာပါလာတဲ့ပစ္စတိုနော်ပစ္စတိုတလက်ရဲ့လက်ပစ်ပုံရဲ့နော်သိမ့်စေရမိနေဆိုတဲ့ဟာကိုတည်င်းတက်ပုံတွေနဲ့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဒါတော့ဒီမှာသိဆုံးသွားတဲ့ဒီပြစ်ခတ်တဲ့ပုံစံတွေကလည်းတကယ်နော်ဒီသူတို့၃လေးယောက်အဆက်မပြတ်ပြစ်ပြီးတော့အဲ့လိုမျိုးသိဆုံးသွားတာကိုတွေ့ရတယ်အဲ့ဒီဗီဒီယိုဖိုင်မှာเนาะနောက်တစ်ခုကမကွေးပကုတ်ကူပြောမှာဆိုလို့ရှိတော့ကောက်ကွင်းကနေပြီးတော့ပြန်လာတယ်အဲ့ဒီမှာเนาะအဲ့ဒီကလည်းကျွန်တော်တို့ကပ္ပဆတ်နဲ့ဆင်းတဲ့လေးเนาะပုံမှု တော်စင်ဦးဆိုတဲ့လူနဲ့သူ KTV ပိုင်ရှင်အဲ့ပြတော့ KTV ကနေပြန်လာတော့เนาะ KTV ပိုင်ရှင်သူကတော့ဘောမပေါ့เนาะဘောမပေါ့ဆိုတော့ကားနဲ့ပြန်လာတယ်ပြန်လာတဲ့ခါကျတော့အဲ့ဒီမှာဂျိုပြီးတော့တိုက်တယ်တိုက်တဲ့ခါကျတော့နေတော့အဲ့ဒီမှာနှစ်ယောက်စလုံးမလခီယာဖြစ်သွားတယ်ဒီ KTV ရဲ့ပိုင်ရှင်ကတော့မြင့်ဦးလို့ခေါ်တယ်အခုနကဒီကောက်ကွင်းကပြန်လာတဲ့ဒီကပတ်စ24ပုံမူ တော်စင်ဦးလို့ခေါ်တယ်နော်ပုံမှန်ဆိုတော်စင်ဦးဒီပြန်တော့တော်အကောင့်ကြီးကြီးသိတယ်နော်အခုနကဒီရှမ်းပြည်နဲ့ဒီရောင်ငံမှာလည်းအဲ့ဒါလည်းအကောင့်ကြီးကြီးပဲနော်အကောင့်ကြီးကြီးပဲဆိုတော့တော်တော်ကိုသူတို့ဘေးနေရာမှာသွားသွားဒီတော်လိုင်းရဲ့အဖွဲ့တွေကလိုက်ပြီးတော့ကျွန်တော်တို့ချင်းချောင်းနိုင်တယ်ဆိုတဲ့ဟာကိုတော့ဒီ ဒါရကတည်းဒီတည်တင်းတပ်ပုံတွေဒီအဖြစ်ပြက်တွေအဖြစ်ကျွန်တော်တို့သိနိုင်တယ်ဆိုတော့ဟာတော့တွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့ဒီမန္တလေးတိုင်းမှာမြင်းချံမှာဆိုလို့ရှိရင်တော့ကြောက်ပြုတ်ကျဲရွာမှာဒီစကားဆက်ရဲ့ဒီခန်းကိုနေပြီးတော့တော်လိုင်းရဖွေတွေကဝင်ပြီးတော့တိုက်တယ်တိုက်တဲ့ခါကျတော့အဲ့ဒီမှာတယောက်သေးဆုံးသွားတယ်ခုနကဦးတန်ရာရရှိတယ်ဆိုတဲ့ဟာကတော့ဒီနေ့တည်တင်းတပ်ပုံတွေနဲ့တကွာကျွန်တော်တို့တွေ့ရမှာဖြစ်တယ်တော့ဒီနေ့ April 17ရက်နေ့မှာတည်တင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခါလို့ကိုနေပေးချပါတယ်ကျွန်တော်ဒီ